မနေ့လေကတင်လိုက်တဲ့ရန်ကုန်မြို့လေကောင်ဟိုတယ်မှာလေကောင်မလေး24နှစ်အရွယ်ကောင်မလေးဒီလိုအပိုင်းပိုင်းလုပ်ပြီးတော့တော့ကတ်ခံရတဲ့အမှုနောက်ဆက်တွဲပေါ့နော်အခုထပ်ပြီးတော့မျက်စိမှထပ်တင်တာလေးရာဘလို့တင်လဲဆိုတော့ကောင်မလေးရဲ့အသက်က24နှစ်သူကတော့ဒီအခန်း9ရက်နှစ်မှာတဲနေတာကြာပြီလို့တော့ပြောတယ်အာသူ့ရှိကိုကောင်းလေးလာတဲ့ဟာပေါ့နော်သူတို့တွေပေးထားတဲ့မှုတ်ပုံတွေအရဆိုရင်ကောင်းမလေးကနေရ တက်တဲ့ကောင်လေးရရန်ကုန်ကပေါ့နော်ဒါမှမဟုတ်ဘုံနေနေရအစစ်အမှန်လားဆိုတော့သူတို့လည်းမသိသေးဘူးတဲ့ဒါကပြီးတော့လဲတက်တဲ့ကောင်လေးရဲ့ဟာလဲတက်ပြီးသွားလို့ထွက်သွားတဲ့ CCTV လည်းသူတို့မှာရှိရပါတော့။အဲလုံးဝအေးဆေးဆေးပဲထွက်သွားတာတဲ့။အာပုံကလည်း CCTV ရေးရပုံကလည်းတော်တော်ထင်ရှားတယ်လို့ပြောတယ်။အာအလုံးပေါင်းပိုင်းထားတဲ့အပိုင်းရကြတော့ဒီကုလုံးကို၃ပိုင်း၃ပိုင်းပေါင်းပိုင်းထားတာတဲ့ပေါ့နော်။ အတချို့ comment တွေကိုဖတ်ရတဲ့အခါကျတော့လည်းဘယ်လိုလဲဆိုတော့အပေါင်ဆိုရင်အထက်ကရိုးပဲရှိရတယ်အပေါ်ကဟာလေးဘာမှမရှိတော့လွှာပြီးတော့ဟိုဟာလေးကိုအထက်ကရိုးပဲရှိရတယ်ပေါ့အဲ့လိုမျိုးတွေအကြောင်းဖြစ်တယ်ဒါကကျတော့တခြားအာဘလို့ပတ်သက်မှုတွေဘလို့တွေရှိလဲဆိုတော့သူတို့လည်းမသိဘူးပေါ့နော်လက်ရှိကောင်လေးကတော့ရန်ကုန်ကအကောင်မလေးကတော့ နေရဆိုတဲ့မှတ်ပုံတင်အရတော့သူတို့ဒီလိုပါဖြစ်တာတဲ့ငါတက်တဲ့သူရဲ့မျက်နှာကိုလည်း CCTV ထဲမှာတော်တော်တိတိကျကျပေါ်တယ်လို့ပြောတယ်ဒါမျိုးစိမထပ်တင်ထားတဲ့တည်င်းပေါ့နော်ခုနကတော့ပေါင်မှာဟိုအယိုးပဲရှိတယ်အပေါ်ကဟိုဟာတွေကိုတလွှာချင်းစီအဲ့လားဘာမှမရှိတော့ဘူးဆိုတာတွေကလည်းတော့ကကွမ်းမန်နေမှာကြည်ရတာပေါ့နော်ဘာကြောင့်လေလဲဆိုတာတော့မသိဘူးပေါ့အထက်ကကလီစာလေးပါလိမ့်လားဘာမှမရှိဘူးလို့တော့ပြောတယ် အဓိကလူရွက်ကိုဒီလိုဘိုင်းဘိုင်းတက်တဲ့အတွက်ကကရိယာတွေဘလို့လက်နဲ့ပစ္စည်းတွေလဲဒီအိတ်တွေရောဘာတွေရောဒါတွေကစဉ်းစားစရာတွေရတော့အများကြီးပေါ့နော်